အဲ့ဒီမှာကျွန်တော်ဗရီးစိတ်နေဖျားဖို့မှာဗရီးစိတ်နေတဲ့အခါကျွန်တော်ဘယ်လိုမြင်ရလဲဆိုတော့ကျွန်တော်နောက်ကျောဘက်မှာအဲ့မျိုးသမီးလမ်းမတက်ရတယ် တရားနဲ့ပတ်သက်တော့တော်များများကြုံလို့တချို့ဟာတွေကြတော့တခုဖို့တဲ့ကိစ္စအဖြစ်ခင်ပေါ့အဲနည်းနည်းအမြင်နဲ့အကြားလေးနဲ့တချို့ဟာလေးရှိနေတဲ့အချိန်မှာကျွန်တော်အယောက်တိုင်းဘက်ကဖျားတက်စုမှာဒေတာဝင်တယ်ဒေတာဝင်တော့ကျွန်တော်ဝင်လာတော့ရှိတယ်သူကတေဆုံးထားတာမကြသေးဘူးဟုတ်ကဲ့ဟောရက်လက်ပြီးတာမကြသေးဘူးကျွန်တော်ရောက်သွားတဲ့အချိန်မှာသူ့ကိုကျွန်တော်မသိဘူးပြအဲ့ဒီရွာကိုလည်းကျွန်တော်ပထမဆုံးရောက်တဲ့အခါဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဗရီးစိတ်နေဖျားဝင်မှာဗရီးစိတ်နေတဲ့အခါကျွန်တော်ဘယ်လိုမြင်လဲဆိုကျွန်တော်နောက်ကျောဘက်မှာအဲ့မျိုးသမီးကလမ်းတက်ရတယ်နောက်ကျောဘက်ဆိုတော့ဖျားတောင်ဝင်မှာမဟုတ်ဘူးဟုတ်ဖျားတောင်ဝင်အောင်ရှိမှာဖျားတောင်ဝင်တော်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်ဓာတ်ကိုလှမ်းမြင်နေရတယ်သူကအအဝေးကလှမ်းပြောစရာဟောလဲကျွန်တော်ကြားနေရတယ် သူကဘာလို့လဲသူမှသမီးနှစ်ယောက်ရှိတဲ့အကြောင်းသမီးငယ်လေးကစိုးတယ်စိုးတဲ့အတွက်သမီးငယ်လေးကိုယ်တိုင်ချက်ကတ်တဲ့ဆွန်းသူကိုကိုွယ်တဲ့ဖခင်ဖုံးเจ้าကတောင်းပဲเจ้าအဲ့ဒီเจ้าလေးသွားပို့ပေးပါဆိုတော့မွေးလာကင်းเจ้าရှိအကျွန်တော်သွားပြောပေးတယ်ကျွန်တော်သွားပြောပို့ပေးနေမှာဘာထုတ်လဲဆိုတော့ကျွန်တော်ပြောတဲ့ဟာကိုပုံပြီးတော့ကျွန်တော်ပြောတယ်ကျွန်တော်ခုမှရောက်တဲ့ရောက်တဲ့လူစိမ်းဖြစ်တယ်ကျွန်တော်စကားကိုယုံကြည်မှယုံမယ်လှုပ်ဆက်ခင်းတယ်တော့ထင်နေပါဦးမယ်အဲ့ကြောင့်မှန်ကန်တဲ့တောင်ပြလို့ပြောတယ်အဲ့ဒီမှာသူ့ရဲ့ လူဘုံမှာကြံခဲ့တဲ့အမျိုးသားရဲ့တူပေါ့ movie ပြန်လာအဲ့ဒါမှသူကဝယုံထဲကထွက်လာပြီးတွန်းလဲတယ်သူဆိုတော့သူကကိုယ်ကွယ်ကွယ်ပြီးတော့ဟောကသူ့ကနေနေအော်ပြီးတော့အမှုဆောင်ပြေးတယ်အဲအဲ့ဒါမိုးလေးတဲ့ဟိုမှာထူးခြားမှုဖြစ်လို့သူယောက်ျားဟိုသွားတယ်ဦးလေးမင်းမမကြွဘူးကျွန်တော်တွန်းလဲဆိုမှဖြစ်ကုန်တယ်ကိုရဲ့ပြောမဲ့အချိန်မှာအဲ့ဆက်တာဖြစ်သွားအဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကဒီဘက်မှာကျွန်တော်ရဲ့အဘဆရာရဲ့နေပေါ့အဘဆရာကိုလာငါဘာလိုက်ခိုင်မယ်ဒီနေ့ငါနဲ့ခင်းတယ်လာပြောပေးမယ်ဆိုတော့သွားပြောတော့ဟိုမှာသူအဘလည်းပါတယ်ကျွန်တော်အဘနဲ့ကျွန်တော်နဲ့သူဟိုတမိညောင်နဲ့သူမိညောင်ကြလဲအဘနဲ့ကြတော့မြည်လို့ဖြစ်နေအောင်အဲ့တော့ညီမလေးတွေရောင်းရှိတယ်ဆိုတော့ပြောပြသူတို့ကလည်းငို ဝက်မှာတက်တဲ့ဆန္ဒသူ့အမျိုးသားကထူးခြားမှုလေးတွေရှိဒါမျိုးလေးတွေကြုံရတယ်ဝင်းနေရကလည်းကျွတ်လွတ်သွားတယ်လို့ပြောရမှာစာအငါကုတို့ပြေးဝင်တာတော့အငါကုတို့ပြေးဝင်မယ်လေသူတို့မှာအစွဲတွေကကြံနေကျုပ်ဟောလိုက်ခတ်ထားဘူးကျွန်တော်တို့ဒီဘက်ကုတို့အထောက်ပံ့လောက်ပဲရသွားမှာပုံစံထောက်ပံ့လောက်ပါပဲသူတို့မှာကတာသမီပုံမှာစိတ်ချမှုကမရှိသေးဘူးနောက်တစ်ချိန်တော့လည်းသူ့ကိုတွေးပါသေးတယ်ကုမ္ပဏီမှာအလုံးလုံးခင်ချင်ရပေါ့တော်တော်ငယ်ငယ်ချင်ရ19သက်တာ20မိုးချင်